ကျောင်းသားဗီဇာလက်ခံဖို့အင်တာဗျူးနေတဲ့စီစဉ်တွေကိုအမေရိကန်တန်ရုံအားလုံးဆိုင်းငံ့ထားကြဖို့အစိုးရကညွှန်ကြားလိုက်ပါတယ်။တမ္မရဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရကမေလ29ရက်နေ့မှာအမေရိကန်တန်ရုံအားလုံးစီပေးပို့လိုက်တဲ့ညွှန်ကြားချက်ဟာချက်ချင်းအသက်ဝင်မယ်လို့ဆိုပါတယ်။အစိုးရရဲ့အမိန့်ကြောင့်တန်ရုံတွေဟာနိုင်ငံသားကျောင်းသားတွေကိုလက်ခံဖို့အင်တာဗျူးခေါ်ယူတွေ့ဆုံမဲ့ကိစ္စတိုင်းကိုရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။ကျောင်းသားဗီဇာတွေနှစ်နိုင်ငံပညာရေးဖလှယ်မှုဆိုင်ရာသဘောတူညီချက်နဲ့ခေါ်ယူတဲ့ ။အဲအကြောင်းသားဗီဇာတွေအတွက် interview မဲ့အစီအစဉ်တွေကိုနောက်ထပ်ညွှန်ကြားချက်အသစ်ထွက်ပေါ်မလာမချင်းဆိုင်းငံ့ထားရမယ်လို့တန်ယုံတွေစီအမဲရောက်ရှိလာခဲ့တာပါ။အဲ့ဒီတားမြစ်ချက်ဟာဗီဇာလုပ်ငန်းတွေကိုအကြီးအကျယ်နှောက်ယှက်ဖြစ်စေသလိုဝင်ငွေအတွက်နိုင်ငံတကာကျောင်းသားတွေပေါ်ကြီးကြီးမားမားမိခေါ်နေတဲ့အမေရိကန်တက္ကသိုလ်တွေကိုလည်းအထိနာစေမှာဖြစ်ပါတယ်။ Trump ကအမေရိကန်တက္ကသိုလ်ကြီးအများပြားဟာလက်ဝဲရင်းဝါရကိုဖြန့်ဝေနေတယ်လို့ဆွဆွဲထားပါတယ်။ဒီကိစ္စဟာ Trump ရဲ့အစိုးရနဲ့ အမေရိကန်ရဲ့တပ်တန်းအရင်ဆုံးဗန်ဒါရဲ့အင်အားအတောက်တင်းဆုံးပညာရေးဌာနဖြစ်တဲ့ Harvard တက္ကသိုလ်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာပေါ်ပေါက်လာတာပါအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကပေးပို့တဲ့ညွှန်ကြားချက်ထဲမှာတော့ကျောင်းသားဗီဇာလျှောက်ထားမှုတွေကိုပိုပြီးအသေးစိတ်စစ်ဆေးမှုတွေလောက်ဆောင်စေမယ်ဆိုတာပါရှိပြီးလျှောက်ထားသူတွေကလူမှုကွန်ရက်မီဒီယာအပေါ်မှာဘယ်လိုအကြောင်းအရာတွေဝင်မြထားတယ်လဲဆိုတာကိုပါစောက်ကြည့်စစ်ဆေးတာတွေလောက်ဆောင်သွားစေမယ်လို့ဖော်ပြထားပါတယ် ကျောင်းသားဗီဇာလျှောက်ထားသူတွေရဲ့ Instagram H နဲ့တက်တော့အကောင့်တွေမှာမျှဝေထားတဲ့အကြောင်းအရာတွေကိုစောက်ကြည့်ဆစပြီးအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်သလားဆိုတာကိုစစ်ဆက်သွားမယ်လို့လည်းဆိုပါတယ်။ဒီအစီအစဉ်ဟာဂျူမုံဒီရဲ့ဝါရကိုတိုက်ဖြတ်ဖို့အင်လိုက်အားလိုက်စူးစမ်းသွားမယ်လို့ကြွေးကြော်ထားတဲ့ Trend အစိုးရရဲ့ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းလို့လည်းဆိုနိုင်ပါတယ်။၂023ကနေ၂024ခုနှစ်အတွင်းစီးရင်နေအရာအမေရိကန်မှာနိုင်ငံသားအပေါင်းအသင်းကျောင်းသားတသိန်းကျော်ရှိနေခဲ့ပြီးနိုင်ငံစီးပွားရေးအတွက် ဒေါ်လာ44ဘီလီယံနီးပါးဝင်ငွေရရှိစေခဲ့တယ်လို့အလုံနေရ3,800,000ကျော်အတွက်လဲအထောက်အပံ့ဖြစ်စေခဲ့ပါတယ်ရှင်။